င်နန်းတစ်ခုကိုတတ်တော့မယ်စက်ချုပ်တင်နန်းတွေကိုတတ်တော့မယ်ဆိုရင်များသောအားဖြင့်အမေးများတဲ့မိကောအော်အွန်လိုင်းတင်နန်းပဲဖြစ်ဖြစ်အပြင်တင်နန်းပဲဖြစ်ဖြစ်ပေါ့နော်အာတင်နန်းအကြောင်းမေးပြီးတင်နန်းအကြောင်းကိုလာစုံစမ်းမိဆိုလို့ရှိရင်အများတာကဘာလဲဆိုတော့ချက်ရည်တင်နန်းတက်ချင်တဲ့ဘာတွေဝယ်ထားရမလဲဆိုပြီးတော့မေးတာများတယ်ဟုတ်ပြီနော်အဓိကကကြတော့လေချက်ပြောချင်တာကကိုကဒီစက်ချုပ်တင်နန်းကိုတက်တော့မေးဆိုရင်နံပါတ်1အနေနဲ့မဖြစ်မနေယူလာရမှာကတင်ယူခြင်းတဲ့စိတ်ကိုတရားရာခိုင်နှုန်းယူလာဖို့လိုအပ်တယ် ဟုတ်ပြီနော်ကျန်တာတွေကကြတော့စက်ပစ္စည်းအပိုင်းနေရှိမယ်အာချုပ်လို့တဲ့အခါမှာအသုံးပြရတဲ့အပိုင်းနေရှိတယ်စက်ပစ္စည်းအပိုင်းနဲ့ပြောရမယ်ဆိုရင်ခြေတို့ကအချုပ်ဆက်တလုံးမဖြစ်မနေလိုအပ်တယ်။ဘာကြောင့်လဲဆိုတော့ခြေတို့ကစချုပ်တင်တဲ့တက်ပြီလေဒီအထည်တွေကိုခြေတို့ချုပ်ဖို့လေးတင်မှုအပ်တဲ့ဆိုတာအချုပ်ဆက်တလုံးမဖြစ်မနေလိုအပ်တယ်ပြီးသွားလို့ရှိရင်တော့ဓာတ်ဆက်ဟုတ်ပြီနော်ဘာကြောင့်လဲဆိုတော့ဒီလိုဂျိုင်းပြက်အထည်ကလွဲပြီးတော့ကျန်တဲ့အထည်တွေမှာခြေတို့ကဓာတ်ဆက်လိုက်ရတယ်အဲ့ဒါကြောင့်မလို့ဓာတ်ဆက်လိုအပ်တယ်ဒါပေမဲ့လို့ခြေတို့က ခြေရုပ်စပြီးတော့စက်ချုပ်တင်တဲ့နေ့တက်ခဲ့တဲ့အချိန်တုန်းကလည်းကို့အိမ်မှာဓာတ်ဆက်ဆိုတာမရှိဘူးကို့အနီးပတ်ဝန်းကျင်မှာပေါ့နော်ဓာတ်ဆက်လိုက်လို့ရတဲ့နေရာရှိတယ်ဆိုလို့ရှိရင်တော့ရိုးရိုးအချုပ်ဆက်တလုံးကိုပဲအရင်ဝယ်ထားပါဓာတ်ဆက်ကိုကြတော့နောက်ပိုင်းမှာဖြည်းဖြည်းချင်းဝယ်လို့ရတယ်ဟုတ်ပြီနော်ခြေရုပ်တင်တဲ့တဲ့အချိန်တုန်းကကြတော့အဲခြေရုပ်ဒီအထည်တွေချုပ်တယ်အတင်ခန်းစာအထည်တွေပေါ့နော်အဲ့လိုမျိုးအထည်တွေချုပ်တယ်အဲ့လိုချုပ်နေရင်လည်းကို့ အနည်းနာမှာဟိုဓာတ်ဆက်ပြေးပြီးတော့လိုက်လို့ရတဲ့နေရာမျိုးလေးတွေရှိတယ်အဲ့လိုမျိုးရှိတယ်ဆိုရင်တော့ဓာတ်ဆက်ကိုမလိုသေးဘူးအကယ်၍အဲ့လိုနေရာမျိုးမရှိဘူးဆိုလို့ရှိရင်တော့အချုပ်ဆက်နဲ့ဓာတ်ဆက်ကတော့မဖြစ်မနေလိုအပ်တယ်ဒါကကြတော့ဆက်အပိုင်းနဲ့ပတ်သက်ပြီးတော့ဟုတ်ပြီနော်အဲ့ဒါပြီးသွားရင်ပို့ပြီးတော့မြင်တာအောင်ချက်တဆင့်ချင်းစီပြောသွားပြီးမယ်ချက်တို့ကဆက်ချုပ်တင်တဲ့တက်တော့မေဆိုရင်ချက်တို့ဒီဒီအထည်ကိုချုပ်ဖို့အတွက်ပထမအဆုံးအနေနဲ့ဆိုရင်ချက်တို့ကကိုယ်တိုင်းနေတိုင်းရတယ်အဲ့လိုကိုယ်တိုင်းတိုင်းဖို့အတွက်ဆိုရင်ချက်တို့ဒီပေချိုးလို့မယ် ုတ်ပြီနော်ပေချိုးလို့မယ်အဲ့ဒီကိုတိုင်းကိုမှတ်ဖို့အတွက်ခြေလို့ဒီစောင်းအုပ်ခဲတံပေါ့ပင်အဲ့ဒါဒီလိုလိမ့်မယ်ဒါကကိုတိုင်းနဲ့ပတ်သက်ပြီးတော့ဟုတ်ပြီကိုတိုင်းပြီးသွားလို့ရှိရင်အဲ့ဒီကိုတိုင်းကိုခြေလို့ကပုံတင်နီးတွက်ပေးရတယ်ပုံတင်နီးရေးဖို့အတွက်မှတ်ဖို့အတွက်ကိုရဲ့နှုတ်စာအုပ်လိုလိမ့်မယ်ရမယ်နော်ကဲဒါကကြတော့ပုံတင်နီးတွက်တဲ့အပိုင်းအဲ့ဒါပြီးသွားရင်အဲ့ဒီပုံစံကြီးကိုခြေတို့ကပက်တန်ဆွဲရမယ်ပက်တန်ဆွဲရမယ်ဆိုရင်တော့ခြေတို့ဒီမှာဒီလိုမျိုးပက်တန်ဆက်ကူတွေလှူတယ် နော်ပက်တန်ဆက်ကူမှာဆိုရင်ဒီလိုအဖြူရှိတယ်အညိုရှိတယ်ချဲရောနှစ်ခုလုံးကိုတုံးတယ်ဘာကြောင့်လဲဆိုတော့လိုအပ်တဲ့နေရာတွေမှာချဲလို့တုံးလို့ရအောင်လို့ဟုတ်ပြီနော်လက်တွေကိုခွဲကားတွေလုပ်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့မြင်သာရအောင်ပေါ့နော်အာကလာတရောင်နေဆိုလို့ရှိရင်အဘင်းနီယောက်ခွဲကားလုပ်ထားတာလေဘင်းနီယောက်ကျတော့ပက်တန်အစားထိုးရတာလေဆိုတော့မသိမှာဆိုလို့အဲ့ဒါကြောင့်မို့ချဲရကျတော့အာပက်တန်ဆက်ကူကချဲနှစ်ရောင်လုံးတုံးတယ် အဲ့လို pattern ဆက်ကူနဲ့ခြေရိုးက pattern ဆွဲတော့မယ်ဆိုရင်ပေးတန်နေလို့မယ်အခုဒီမှာဆိုရင်ခြေရိုးဒီဒီလိုပေးတန်အရှိသုံးတယ်ပြီးတော့ရင်ဒီလို16လက်မဆိုတဲ့ပေးတန်အတူသုံးတယ်အဲ့ဒါပြီးသွားရင်ခြေရိုးဒီဒီလိုမျိုးပေးခွေးတွေသုံးဖို့လိုအပ်တယ်ဟုတ်ပြီနော်ပြီးရင်ခြေရိုးကဒီလိုမျိုး soft pan ဒီလိုမျိုး soft pan နေနေနဲ့ခြေရိုးက pattern ဆွဲတယ်ဟုတ်ပြီနော်အကယ်၍အဲ့လိုမဟုတ်ဘူးကိုကခဲတယ်နဲ့ဆွဲကျင်တယ်ဆိုရင်လည်းဆွဲလို့ရတယ် ရမယ်နော်ဒါကကြတော့ pattern ဆွဲတဲ့အပိုင်းမှာလိုအပ်တာအဲ့လိုမျိုး pattern ဆွဲရင်းနဲ့တချို့နေရာတွေဆိုရင်ခြေတော့ဓာတ်တွေဘာတွေကိုပိတ်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုတိတ်ခုံမျိုးလိုအပ်မယ်ရမယ်နော်ကဲအဲ့ဒါကခြေတို့ဒီ pattern ဆွဲတဲ့အပိုင်းအာပက်တန်ဆွဲတဲ့အပိုင်းပြီးသွားလို့ရှိရင်ပိတ်ညက်တော့မယ်ပိတ်ညက်မယ်ဆိုလို့ရှိရင်တော့ကိုချုပ်မဲ့ဒီဇိုင်းပေါ်မူတည်ပြီးတော့ခြေရိုးကပိတ်စတွေလိုအပ်လိမ့်မယ်ဥပမာအခုခြေဝတ်ထားတဲ့ပုံစံဆိုလို့ရှိရင်အာ2000ကျပ်တောင်းတာလိုတယ် ုတ်ပြီနော်အကယ်၍လက်နဲ့ဆိုလို့ရှိရင်နှစ်တောင်းတော်နဲ့တခိုက်ကိုကဘလို့ဒီဇိုင်းမျိုးချုပ်มาလဲကိုချုပ်မဲ့ဒီဇိုင်းပေါ်မူတည်ပြီးတော့ပိတ်စကလိုလိမ့်မယ်ဒါကကြတော့အာတင်နှန်းတင်တော့မှဆရာကိုမေးလို့ရတဲ့အပိုင်းနေဟုတ်ပြီနော်ပြီးတော့ရင်ချဲတို့ကချုပ်တဲ့အပိုင်းချုပ်တဲ့အပိုင်းမှာဆိုလို့ရှိရင်တော့ကိုကဘဲအထဲကိုချုပ်มาလဲဥမာကိုချုပ်မဲ့အထဲကအပြာရောင်ပိတ်စလေးဆိုလို့ရှိရင်တော့အပြာရောင်အချီလေးလိုလိမ့်မယ် ။ဘာလို့လဲဆိုတော့ချဲတို့အခုနောက်ပိုင်းမှာဆိုရင်အယောင်လွဲတဲ့အချီတွေကိုတိတ်ပြီးတော့သုံးနေမရှိတော့ဘူး။ဒီလိုမျိုးကိုယ့်ရဲ့ပိတ်ဆာနဲ့အုံးအခုပိတ်ဆာအနီရောင်ဆိုရင်ချဲတို့ကအချီကိုလည်းအနီရောင်လေးသုံးတယ်။အဲ့လိုမျိုးသုံးတာကပို့ပြီးတော့ဒီအထယ်ရဲ့အရေအသွေးကိုပို့ပြီးတော့မြင့်စေတယ်။ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ခြေတို့ကအချစ်ကိုအယောင်တူတုံးတယ်ပြီးတော့ရင်အဲ့ဒီမှာကိုကဘလို့ချုပ်မှလဲအနောက်စစ်ဆိုရင်စစ်တေလို့မယ်အရှိခွဲကျဲ့သီးဆိုရင်ကျဲ့သီးတွေလို့မယ်ထုတ်သီးတွေလို့မယ်အဲ့ဒီမှာခြေတို့ကလက်ချုပ်တွေဝင်ဖို့လိုတာဖြစ်တဲ့အတွက်ကြောင့်လက်ချုပ်အပ်တွေလိုလိုက်မယ် ဟုတ်ပြီเนาะဒါလေးတွေကကြတော့အသေးစိတ်နေတွေကိုချက်ပြောသွားပြတာညာသောအဖြစ်တင်နှန်းတွေတက်တော့မေဆိုလို့ရှိရင်မေးတာများတဲ့အတွက်ကြောင့်အခုဒီဗီဒီယိုမှာကကြတော့ချက်ကလိုအပ်တဲ့အကြောင်းအရာလေးတွေကိုချက်ပြောသွားပြတာဖြစ်တယ်အဓိကကတော့ကိုကဒီပညာရက်ကိုယူတော့မယ်ဆိုလို့ရှိရင်တော့သင်ယူခြင်းစိတ်ကတော့တရားရခိုင်နှုန်းယူခဲ့ပါလို့ပြောချင်ပါတယ်။ဟုတ်ပြီနော်။ကျေးဇူးတင်ပါတယ်။တီချဲစုပါ။